ရခိုင်နာကိုဒီနေ့မနက်ပိုင်းကကံကြေသောတပ်ဖွဲ့ကုကဲမှုဌာနချုပ်မှကျင်းပပြုလို့ရာကာကွယ်ဝင်ကြီးဌာနပြည်ထောင်စု ဝင်ကြီးဗိုလ်ချုပ်ကြီးမမောင်အေးတက်ရောက်ကွန်ပြူချီးမြှင့်ပါတယ်အဆိုပါခိုင်နာကိုကာကွယ်ဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးနဲ့အတူတန်လင်းတက်နယ်မှအရာရှိကြီးများရန်ကုန်တိုင်းစာနာချုပ်မှအရာရှိကြီးများကံကြေသောတပ်ဖွဲ့ညွှန်ကြားမှုချုပ်စစ်ဘက်ဆိုင်ရာအရာရှိကြီးများ တက်မလို့ရင်းနဲ့မြန်မာနိုင်ငံကံကြေသောတက်ဖွဲ့မှအရာရှိစစ်သည်များတက်ရောက်ကြပါတယ်ပရမအူသောမြန်မာနိုင်ငံကံကြေသောတက်ဖွဲ့၄နှစ်မြောက်နှစ်ပတ်လည်နေ့အထိမ်းအမှတ်တွေ့ဆုံပွဲမှာကာကွယ်ဝင်ကြီးဌာနပြည်တော်စုဝင်ကြီးဗိုလ်ချုပ်ကြီးမမောင်အေကမြန်မာနိုင်ငံကံကြေသောတက်ဖွဲ့အရာရှိစစ်သည်များအားဂုဏ်ပြုမှာကပြောကြားရမှာဒီနေ့ဟာကံကြေသောတက်ဖွဲ့ရဲ့၄နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားဖြစ်ပြီးနိုင်ငံတော်ရဲ့ ြမပင်လယ်ပြင်နဲ့ရေကြောင်းအကျိုးစီးပွားများပင်လယ်ပြားစီးပွားရေးလုပ်ငန်းများအားကာကွယ်ဆောင်ရှောက်ရန်ရေကြောင်းလုံခြုံရေးဆိုင်ရာချိန်ချမှုများအားတားဆီးကာကွယ်ရန်ပင်လယ်ပြင်တရားဥပဒေစိုးမိုးရေးနဲ့လူသားချင်းစာနာထောက်ထားမှုအထောက်အကူပြုပေးရေးလုပ်ငန်းများဆောင်ရွက်ရန်အရေးပေါ်ချိန်မှာ တက်မတော်ကြီးအားအထောက်အကူပြုနိုင်ရန်စတဲ့ရည်မှန်းချက်တာဝန်များကိုထမ်းဆောင်နိုင်ရေးအတွက်မြန်မာနိုင်ငံကံကြေးတော်တပ်ဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ရေချောင်းအကျိုးစီးပွားများကိုထိမ့်သိမ်းကာကွယ်ဆောင်ရှောက်ရမှာအရေးကြီးတဲ့အခန်းကဏ္ဍမှာတာဝန်ထမ်းဆောင်သွားရမယ်တပ်ဖွဲ့ဖြစ်တာကိုလေးနက်စွာနားလည်သဘောပေါက်ခံယူထားကြရင်လိုအပ်မှာဖြစ်ကြောင်းနိုင်ငံတော်တည်ငြိမ်အေဂျင်စီပင်လယ်ရေချောင်းတရားဥပဒေစိုးမိုးရေးနဲ့စီးပွားရေးအင်အားတောင့်တင်းလာစေရန်တိစောက်ရေးစတဲ့လုပ်ငန်းများမှာကြာရအခန်းကဏ္ဍမှာတာဝန်ကျေပွန်အောင်ထမ်းဆောင်သွားကြရန်လိုကြောင်းဒါပြင် ပင်လယ်ပြင်တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနဲ့နိုင်ငံတကာပင်လယ်ရေကြောင်းဆိုင်ရာကိစ္စရပ်များမှာအဖြစ်ရောက်တတ်သမန် World Hot Diplomat အဖြစ်လဲရည်မှန်းချက်ထားရှိဆောင်ရွက်သွားရန်လိုကြောင်းကမ်းခြေသောတပ်ဖွဲ့ရဲ့လုပ်ငန်းတာဝန်များထမ်းဆောင်ရမှာဥပဒေအကြောင်းအရခိုင်ခိုင်မာမာဆောင်ရွက်နိုင်ရေးမြန်မာနိုင်ငံကမ်းခြေသောတပ်ဖွဲ့ဥပဒေကို2025ခုနှစ်ဇူလိုင်လ18ရက်နေ့မှာနိုင်ငံတော်အစိုးရကအတည်ပြုပြဋ္ဌာန်းပေးခဲ့ပြီးဖြစ်ကြောင်းမြန်မာပင်လယ်ပြင်တွင် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်ရာမှာထိရောက်မှုတရားမျှတမှု လုံခြုံမှုအကာအကွယ်ပေးမှုနဲ့လက်တွေ့ကျင့်သုံးနိုင်မှုများဆောင်ရွက်နိုင်ရင်မြန်မာနိုင်ငံကံကြီသောတပ်ဖွဲ့ဥပဒေမှာ ပြဋ္ဌာန်းထားရှိကြောင်းမြန်မာနိုင်ငံကံကြီသောတပ်ဖွဲ့ဥပဒေနဲ့တည်သေးရေချောင်းဥပဒေများအတိုင်းစီမင်းစည်းကမ်းများနဲ့ညီလိုက်နာဆောင်ရွက်ပြီးနိုင်ငံတော်ရဲ့ရေချောင်းအကျိုးစီးပွားများပုံမှန်ဖွံ့ဖြိုးလာစေရန်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း မြန်မာနိုင်ငံကံကြီတော်တပ်ဖွဲ့ဥပဒေနဲ့ဆက်ဆက်ကျင့်သုံးရမယ်ရေချောင်းဆိုင်ရာဥပဒေများကိုလည်းစေသက်မပြတ်လေ့လာ၍နိုင်ငံတော်ရဲ့ရေချောင်းအကျိုးစီးပွားများကိုကာကွယ်စောင့်ရှောက်သွားမှာဖြစ်ကြောင်းပြောကြားပါရယ်အခမ်းအနားပြီးမှပြည်တော်စုဝင်ကြီးဗိုလ်ချုပ်ကြီးမောင်မောင်အေးကတက်ရောက်လာကြတယ်ကံကြီတော်တပ်ဖွဲ့မှာ အရာရှိစစ်သည်များအားရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးကြပြောကြပါတယ်။အဲဒီနောက်ပြည်တော်စုဝန်ကြီးနှင့်အဖွဲ့ဝင်များဟာကမ်းခြေသောတပ်ဖွဲ့ကိုကဲမှုဌာနချုပ်အထိမ့်မဲ့ပြာကန်ဟာကြီးစုအောင်ပြာကန်အတွင်ခင်းချင်းပြသထားရှိမှုများနဲ့ပတ်သက်ပြီးတာဝန်ရှိသူများရဲ့ရှင်းလင်းတင်ပြမှုများပေါ်လိုအပ်တာများမှတ်ကြားပါရယ်။ဆက်လက်ပြီးကမ်းခြေသောတပ်ဖွဲ့စိတ်ခံပေါ်တရားမှာစိုက်ကပ်ထားတဲ့ကမ်းခြေသောတပ်ဖွဲ့ရေရင်ပုံတက်ရောက်လေ့လာကြည့်ရှုပြီးကမ်းခြေသောတပ်ဖွဲ့ရေရင်အလုံးကမ်းခြေသောတာဝန် ထမ်းဆောင်နိုင်ရေးအမြဲအသင့်ရှိနေသည်မှာကြပါတယ်မြန်မာနိုင်ငံကံကြီသောတပ်ဖွဲ့ရင်းရင်းများဟာမြမပင်လေကံယူနယ်တလျှောက်မှာကံကြီသောတာဝန်များထမ်းဆောင်လျက်ရှိတယ်လို့သတင်းရရှိပါတယ်ခင်ဗျာ